ံးပေးမင်္ဂလာပါချရက်ဒီအစီအစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါရစ်ဒီကနေ့2025ခုနှစ်မေလ22ရက်နေ့အတွက်ခေါင်းနှုံးတုံချရက်ဒီရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်မကတော့ဆမ်မဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့မြို့နယ်ရဲ့နိုင်ငံရေးအုပ်ချုပ်ရေးကိစ္စအဝဝကိုတာဝန်ယူဆောင်ရွက်နေတယ်လို့ CNO CNDF ရဲ့ထုတ်ပြန်ချက်ကို IMC CDF မှာကန့်ကွက်တဲ့သတင်း ချင်းတောင်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်တွေနဲ့ချင်းပူပေါင်းတပ်တို့အကြားမှာရမန်နစ်တနေကုန်တိုက်ပွဲဖြစ်ပွားတဲ့တွင်မီဇိုရမ်ပြည်နယ်လုံလိမ်မြို့ကစပေးရှောင်းတွေရဲ့မြန်မာမှတ်ပုံတင်တွေကိုတင်စေပြီးလိုအပ်တဲ့အချိန်မှပြန်လည်ထုတ်ပေးသွားမယ်လို့ဆိုတဲ့တွင်နဲ့ပြည်သူတွေအနေနဲ့ဆိုရှယ်မီဒီယာအသုံးပြုရင်သတိထားရမယ့်အချက်လက်တွေကိုစုစည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုအဦးဆုံးတင်ဆက်ပေးမှာကတော့ ဆွေအမျိုးသားအဖွဲ့ချုပ် CNO CNDF ရဲ့ဖလန်မြုပ်နယ်ပြည်သူလူထုအလုံးသိစေရန်ဆိုတဲ့ထုတ်ပြန်ကြေညာချက်ဟာလူမျိုးစုအချင်းချင်းကြားမလိုလားအပ်တဲ့ပြဒနာဖြစ်ပေါ်စေနိုင်တဲ့အတွက်ကန့်ကွက်ကြောင်းဂျာကာလာမရာနေကောင် CIMC ကထုတ်ပြန်လိုက်ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်မပေါ်ပေါက်လာမီကာလအတွင်းလက်ရှိဒီဇယ်ဖလန်မြုပ်နယ်နေနမိတ်အတွင်းမြေတဲနေထိုင်တဲ့မျိုးနွယ်စုအလုံးရဲ့ဖြစ်တည်မှုကိုလက်ခံအတိအမှတ်ထားပြီး မြို့နယ်ရဲ့နိုင်ငံရေးအုပ်ချုပ်ရေးကိစ္စအဝါဝါကိုတာဝန်ယူဆောင်ရွက်နေတယ်လို့ CNO CNDF ကမေလ19ရက်နေ့မှာထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။အဲ့ဒီထုတ်ပြန်ကြေညာချက်ဟာဝရငောရမ်မြို့နယ်စုအခွင့်အရေးနဲ့ Federal လူမျိုးစုအခွင့်အရေးတွေကိုချိုးဖောက်ရာရောက်ပြီးလူမျိုးစုအချင်းချင်းကြားမလိုလားအတဲ့ပြဿနာဖြစ်ပေါ်စေနိုင်တဲ့အတွက်ကန့်ကွက်တယ်လို့ IMC CDF မှာကယနေ့မေလ22ရက်နေ့ကထုတ်ပြန်တာပါ။ ချင်းပြည်ချင်းလန်းဖွဲ့စည်းပုံအခြေခံဥပဒေ2023အရ1993ခုနှစ်ညောင်နှစ်ပင်ငလခံမှအတည်ပြုပြဋ္ဌာန်းခဲ့တဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်ဆီးပြီးချင်းပြည်အတွင်းရှိရင်ဆွဲကိုမြို့နယ်နဲ့လောက်တူးဒေသ၊ဇုတ်တုံးဒေသ၊မရလန်းဒေသ၊ဇုတ်ဖေရမ်ဒေသ၊စင်ထန်းဒေသ၊စီရင်ဒေသ၊ဇန်ရရမ်ဒေသ၊ထာတုံဒေသနဲ့ဝန်ဂိုရမ်ဒေသတွေကိုကိုပိုင်အုပ်ချုပ်ခွင့်ရဒေသတွေအဖြစ်တတ်မှတ်အတည်ပြုဖွဲ့စည်းပြီးဖြစ်တယ်လို့ IMC CDF မရာက ဆိုပါရီမရာဒေသဟာလည်းချင်းပြည်ချင်းလန်းဖွဲ့စည်းပုံအခြေခံဥပဒေ2023အရကိုပိုင်အုပ်ချုပ်ခွင့်ရတဲ့ဒေသဖြစ်ကဒေသန္တရအုပ်ချုပ်ရေးတွေပေါ်ဆောင်နေပြီးမရာဒေသအတွင်းမှာမိမိသက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့အစာဏမပါဘဲဘေးအဖွဲ့အစည်းကိုမစိုးဝင်ရောက်ဆက်ဖက်နှောက်ယှက်ခြင်းတွေမပြုကြဖို့ IMC CDF မရာကထုတ်ပြန်ပါတယ်ရှင်။ နောက်တရင်တပုတ်ကတော့စကိုင်းတိုင်းကလေးမြို့ကနေချင်းတောင်ဘက်ကိုအင်အားအလုံးရင်းနဲ့စစ်ကြောင်းထုံးနေတဲ့စစ်ကောင်စီတပ်တွေနဲ့ချင်းတော်လှန်ရေးပေါ်ပေါင်တပ်တို့အကြားစီးရင်ဒေသမော်လ်ဘီရွာအနီးမှာရမနေ့ကတနေကုန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း CDF CDM စီးရင်ပြောရေးဆိုခွင့်ရှိသူစီကတီးရပါရီတိရိမြို့နယ်စီးရင်ဒေသမော်လ်ဘီရွာမရောက်မီအဲ့ဒီနေရာမှာဂျမနီမေလ21ရက်နေ့မနေ့ပိုင်း7နာရီကနေညနေပိုင်း6နာရီနေ့ပါအထိထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေခြင်းဖြစ်တယ်လို့သိရပါတယ် တိုက်ပွဲကတင်းတင်းမြုပ်နဲ့စည်ရင်ဒေသမော်ပြီးရွာမရောက်ခင်မှာဖြစ်တာပါမနေ့ပိုင်း၈နိုင်ရီကနေအခုထစ်ဖြစ်နေပါတယ်တိုက်ပွဲကမကျင်းထန်တာလည်းမဟုတ်ဘူးကျင်းထန်နေရလည်းမဟုတ်ဘူးတောက်လျှောက်ဖြစ်နေရတယ်ခုခံနေရတာပေါ့လို့ CDF CDM စီရင်ပြောရင်းဆိုခွင့်ရှိသူကပြောပါတယ် ရှမနေ့တိုက်ပွဲမှာစစ်ကောင်စီဟာမြေပြင်စစ်ကြောင်းထုံးနေတဲ့တပ်ကိုအနောက်ဘက်ကနေဒရုန်းတွေ40မမ60မမတွေနဲ့ပစ်ကိုပေးနေသလိုကလေးမျိုးဘက်ကနေလည်း120မမနဲ့ပစ်ကိုပေးပြီးထိုးဆက်စင်ကြောင်းလေကြောင်းတိုက်ခိုက်မှုတော့မတွေ့ရကြောင်းသိရပါတယ်တိုက်ပွဲအတွင်းမှာစစ်ကောင်စီရဲ့ရှေ့ပြေးတပ်ဖွဲ့ကနေ၃ရောက်လဲချနေတာကိုတွေ့မြင်ရပြီးတည်ဆုံမှုရှိမရှိမသိရသေးကြောင်းစစ်ကောင်စီကနေလာရောက်ဆွဲထုတ်မှုတွေလည်းမရှိကြောင်းသိရပါတယ် မေလ19ရက်နေ့ကအင်အား200ကနေ250အထိရှိနိုင်တဲ့စစ်ကောင်စီစစ်ကြောင်းဟာစစ်ရင်တန်း15စီနဲ့ကလေးမျိုးကနေချင်းတောင်ဘက်ကိုထောက်ခွာလာပြီးကလေးကောလိပ်ဝင်းအတွင်ကားတွေကိုထားခဲ့ကပွဲဖိုက်တင်ထားတဲ့ကားတစီးနဲ့အတူချီလင်တော်လန်အတိုင်းစစ်ကြောင်းထိုးလာရမှယမန်နေမှာတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ် ချင်းတော်လိုင်းရေပေါပေါင်းတက်တွေဟာစစ်ကောင်စီစစ်ကြောင်းရဲ့အရေးခါလန့်ကိုချက်တောက်နိုင်ဖို့အတွက်မေလ20ရက်နေ့ကစပြီးကလေးတိုင်းရင်ကာလိုင်းရဲ့အတက်အစင်အားလုံးကိုလည်းယာယီပိတ်လိုက်တယ်လို့ CDF CDM စီရင်ကကြေညာခဲ့ပါတယ်။ plan ပြန်လဲမဖွင့်မချင်းပြည်သူတွေအနေနဲ့ကလေးတိုင်းငယ်လမ်းမကြီးကိုအတုံးမပြုတ်ဖို့နဲ့ယာယီပိတ်ထားပြီးအချိန်နောက်ပိုင်းပြဿနာတစ်ခုကိုဂျုံလာပါက တာဝန်ယူမှာမဟုတ်တဲ့အကြောင်း CDF CDM စီရင်ကထုတ်ပြန်လိုက်တာပါ။ လမ်းတွေပိတ်တယ်ပြည်သူတွေကိုဆစ်ဆောင်ဖို့မှားကြားထားတာတွေကတော့ကျွန်တော်တို့လက်နက်ကင်တွေကအာဏာပြတာလုံးဝမဟုတ်ရပါဘူးဆစ်ဖြစ်နေတဲ့အတွင်းဆစ်ဖြစ်နေလို့ပြည်သူတို့တယောက်ကိုမြအန္တရာယ်မဖြစ်စေချင်လို့ဆိုတာပြည်သူတွေနားလည်ပေးဖို့ပြောချင်ပါတယ်လို့ CDF CDM စီရင်ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်လက်ရှိမှာစစ်ကောင်စီစစ်ကြောင်းထိုးရလမ်းကြောင်းပေါ်ကကျေးရွာတချို့ဟာစစ်ပေးတိမ်းရှောင်နေရကြောင်းသိရပါတယ်ချင်းပြည်နယ်မှာမြို့တော်ဟာခတိတိနဲ့ထန်တလန်မြို့တို့သာစစ်ကောင်စီတပ်စခန်းတွေခြံရှိပြီး 2025ခုနှစ်အတွင်းချင်းပြည်နယ်ကိုစစ်ကောင်စီကင်းစင်ရေးဖော်ဆောင်သွားမယ်လို့ချင်းတော်လှန်ရေးအင်အားစုတွေကကြေညာထားပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့မီဇိုရမ်ပြည်နယ်ရဲ့ဒုတိယမြို့တော်ဖြစ်တဲ့လုံလိမ်မြို့ electric ရက်ကွက်ကောင်စီက၎င်းတို့ရက်ကွက်အတွင်းမှနေထိုင်ကြတဲ့မြန်မာနိုင်ငံကစစ်ဘေးရှောင်တွေရဲ့မှတ်ပုံတင်ကပ်ကြားတွေကိုဒိန်းစီထားတယ်လို့သိရပါတယ်။ electric ရက်ကွက်ကောင်စီကတာဝန်ရှိသူတွေဟာ မေလ20ရက်နေ့က၎င်းတို့ရက်ွက်အတွဲမှာနေထိုင်ကြတဲ့မြန်မာစစ်ဘေးရှောင်တွေရဲ့နေအိမ်တွေကိုတွားရောက်ကမြန်မာမှတ်ပုံတင်တွေကိုတင်စေခဲ့ခြင်းဖြစ်တယ်လို့ဘိန်းဗာနာသတင်းဌာနကဖော်ပြပါရယ်မြန်မာမှတ်ပုံတင်နိုင်ငံသားစစ်စီရဲ့ကပြောင်မရှိတဲ့စစ်ဘေးရှောင်တွေကိုတတ်မှတ်ကာလအတွင်းယူဆောင်လာကြဖို့နဲ့အကယ်၍တတ်မှတ်ကာလအတွင်းယူဆောင်လာခြင်းမရှိပါကရက်ွက်အတွင်းနေထိုင်ခွင့်ပြုမှာမဟုတ်တဲ့အကြောင်းရက်ွက်ကောင်စီကအတိပေးထားတယ်လို့သိရပါရယ် မြန်မာစစ်ပေးဆောင်တွေအနေနဲ့မြန်မာနိုင်ငံနဲ့လုံးလိုက်မြို့ကိုအချိန်မရွေးသွားလိုက်ပြန်လိုက်လို့လိရှိတဲ့အတွက်မူရစ်စေဝါအပြင်ရက်ကွက်နေတင်သက်ခံပြီးသူတွေအတွက်မလိုလားအတဲ့ပြဒနာတွေဖြစ်လာနိုင်တာကြောင့်အခုလိုဆောင်ရွက်ခြင်းဖြစ်တယ်လို့သိရပါတယ်စစ်ပေးဆောင်တွေအနေနဲ့လိုအပ်ချက်တခုကိုရှိလာတဲ့အခါနဲ့အရေးပေါ်အခြေအနေတွေရှိရင်တော့မပုံတင်တွေကို အချိန်မရွေးပြန်လဲထုတ်ပေးနိုင်ဖို့ရက်ကွက်ကောင်စီကစီစဉ်ထားတယ်လို့သိရပါတယ်ရှင် အခုနောက်ဆုံးအနေနဲ့ဆိုရှယ်မီဒီယာအသုံးပြုရင်တတိထားရမယ့်အချက်အလက်တွေကိုစုစည်းတင်ဆက်ပေးသွားပါမယ်။ရှင်နေ့အချိန်မှာတရင်အစ်စ်တွေအတွင်းမြင်အစ်စ်တွေရရှိဖို့ဆိုရှယ်မီဒီယာကိုအသုံးပြုသူတွေများပြားလာပါတယ်။ဆိုရှယ်မီဒီယာကိုအလွန်အကျွံသုံးစေပြီးစိတ်ရှုပ်စရာစိတ်ညစ်စရာတွေဟာအမိုက်သဖွယ်ဦးနောက်ထဲဝင်ရောက်လာတာကိုတတိမမုံမိကြတော့ပါဘူး။ဒါကြောင့်အခုဖော်ပြပေးမယ့်အချက်တွေကဆိုရှယ်မီဒီယာအသုံးပြုရင်တတိထားရမယ့်အချက်လက်တွေပဲဖြစ်ပါတယ်။ ပထမအချက်အနေနဲ့အသုံးပြုလာတဲ့အချိန်လုပ်ငန်းအများစုကအွန်လိုင်းနဲ့ပဲအလုပ်လုပ်နေရတဲ့သူတွေရှိပါတယ်။ဒါဟာရှောင်လိမ့်လို့မရတဲ့အွန်လိုင်းအသုံးပြုခြင်းဖြစ်ပါတယ်။စိတ်ဝင်စားစရာကလူတော်တော်များများဟာမလိုအပ်ပဲအွန်လိုင်းကိုအလွန်အကျွံသုံးစွဲနေကြတာပါ။သူတို့အတွက်အွန်လိုင်းဟာကဘာတစ်ခုလိုဖြစ်လာပြီးတော့သူတို့စိတ်တွေအလုံးအဲ့ဒီအချိန်မှာမြုပ်နှံထားပြီးပိတ်မိနေတတ်ကြပါတယ်။ လူလူချင်းပေါင်းသင်းဆက်ဆံမှုကိုလစ်လူရှုလာကြပါရယ်ကုဖုံးထဲမှာပဲအချိန်မကုန်အောင်အွန်လိုင်းအသုံးပြုတဲ့အချိန်ကိုတတ်မှတ်ထားသင့်ပါရယ်ဒါမှသာစိတ်ထုံတိုင်းမှုကနေကင်းဝေးပြီးလွတ်လပ်မှုပျောက်ဆုံးသွားတဲ့ခံစားချက်တွေနဲ့ကင်းဝေးကြမှာပဲဖြစ်ပါရယ်တတိယအချက်အနေနဲ့လူအများရဲ့အာယုံဆိုင်မှုကိုကြိုးပြုလာခြင်းလူတိုင်းပုံတင်တာ status တင်တာတွေဝသနာပါကြပါရယ်ကိုယ့်ရဲ့တက်ပုံကိုလူတွေပင်ရောက်ကခြိုက်ကြတယ်လေဘသူတွေက like and share လုပ်ပြီး ပေးတဲ့ငယ်ချင်းတွေက comment ပေးကြတယ်ဆိုတာတွေကိုပါစိတ်ဝင်စားလာကြတာပါချင်းမမှုခံရရင်ပျော်ရွှင်တကြပါမယ်ဝေဖန်ခံရရင်တော့စိတ်ငြင်းစရာစိတ်ရှုပ်စရာတွေဖြစ်သွားတတ်လို့ပါဘယ်သူမှပြောပြောဂရုမစိုက်ဘူးလို့ဆိုတဲ့သူတွေတောင်စိတ်ဖိစီးမှုတန်းကိုအငင်းနဲ့အများခံစားရတတ်ကြပါရည်တတိယအချက်အနေနဲ့တော့ကိုမတိတဲ့အပေါင်းအသင်းနဲ့မိဖွဲလာခြင်းပဲဖြစ်ပါရည်အများစုရဲ့ friend list ထဲမှာကိုနဲ့တစ်ခါမှမတွေ့မမြင်ဘူးတဲ့သူတွေကိုမိတ်ဆွေဖွဲ့ထားကြပါရည် မိတ်ဆွေအများကြီးရှိတာမမှားပေမဲ့ online ပေါ်ကမိတ်ဆွေဖွဲ့ချင်းဟာလိမ်မို့ဆိုတွေလိမ်ညာတွေကိုအခွင့်အရေးပေးသလိုဖြစ်တဲ့အတွက်အထူးတတိပြုဖို့လိုအပ်ပါတယ်။နောက်ဆုံးအချက်နဲ့စတုထအချက်ကတော့တတိအမှားတွေနောက်ကိုလိုက်မိခြင်းဖြစ်ပါတယ်။ post တွေအတိုင်းမှားနေတဲ့တွေများပြားလာပါတယ်။တတိအမှားနောက်ကိုလိုက်မိခြင်းဟာတိတ်ကိုအနေရများပါတယ်။ post တခုကြောင့်အတွေးအမြင်တွေကြောင်းလဲသွားနိုင်ပါတယ်။လူမျိုးရေးမုံတိမှုတွေဖြစ်ပေါ်လာနိုင်ပါတယ်။ တည်င်းအမှားကြောင့်အထင်မြင်လွဲသွားနိုင်ပါတယ်။ဒါကြောင့် post ကိုတက်လာတိုင်းတည်င်းအရင်မြင့်မှန်မမှန်ဆောင်ကြည့်ပါပြီးမှတခြားသူကိုမျှဝေပါဒီအချက်လေးတွေကိုစိတ်ထဲမှာဆွေးမှတ်ပြီး online အသုံးပြုမယ်ဆိုရင်တော့လူတိုင်းအတွက် online အသုံးပြုခြင်းဟာတစိတ်တပိုင်းအနေနဲ့ပျော်ရွှင်စရာဖြစ်လာမှာပဲဖြစ်ပါတယ်။ဒါကြောင့်အားလုံးစိတ်ပေါ်ပေါ်ပါပါနဲ့ social media ကိုအသုံးပြုနိုင်ကြဖို့တင်ဆက်ပေးလိုက်ရပါရရှင်။ ဟုတ်ကဲ့ပါအခုလိုနားတော်တာဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခုံနုံတုံချင်းရေဒီယိုအစီအစဉ်ကနေဒီမှာပဲနှုတ်ခွန်းဆက်သလိုက်ပါတယ်အားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေရှင်